မစ်လောကနဲ့စပြီးတော့မစ်ရိုမန်ဆန်စပြိုင်နေရမြတ်စွာနောက်ဟိုက်ကြီးနဲ့ဒါပေမဲ့အဲ့ဒါကိုမမီတဲ့ကလေးတွေလည်းရှိတာအောင်နော်ပြီးတော့ခုနလိုပေါ့နော်ဒီဘရာမိုးဝင်ဖို့ဆိုတော့မစ်ရိုမန်ဆန်မှာလည်းဘရာမိုးလို့စုမရတာကိုဖြစ်ချင်တဲ့စူပါမော်ဒယ်မှုကို2025မှာမြတ်စွာပြန်ရတယ်ပေါ့နော်အဲ one way မှာရှောက်ရတဲ့မော်ဒယ်မှုကိုလည်းမြတ်စွာကြံနေတယ်အဲ့ဒါမြတ်စွာမြင်တဲ့ body လည်းမြန်မြန်ထိန်းတယ်ဘာလို့ဆိုဒီ one way မှာရှောက်ချင်နေတဲ့စိတ်ကကြီးစိုးနေလို့ အရေးတောင်ရေးဘူးပါလေအာ2005ခုနှစ်ပေါ့နော်2005ခုနှစ်က model mood အပြီးတော့ကိုဖြစ်ချင်တဲ့ super model mood ကို2025မှာအမြင့်သူကပြန်ရရတယ်ပေါ့နော်ဘာလို့လဲဆိုတော့2005ခုနှစ်တုန်းကအမြင့်သူကစနေတဲ့ model မြင့်သူနောက်ဆုံးဝမ်းဝေးလျှောက်တာ2009ဖြစ်လိမ့်မယ်ထင်တယ်။အဲ့နောက်ပိုင်းမြင့်သူကတော်တော်ကြီးကိုဝမ်းဝေးရှားသွားရတယ်ပေါ့။ဘာလို့ဆိုတော့ဗီဒီယိုကားတွေရုပ်ရှင်ကားတွေစက်တက်ရိုက်တာဆိုတော့လေ။ဆိုတော့အဲ့တော့နောက်ကဟိုနောက်မှကလေးတွေကတော့တီကောင်းလဲတီချင်မှလဲတီမှာလုံခဲ့တဲ့အနှစ်20ရာဖြစ်နေတာဟုတ်နော်။ဆိုတော့အဲ့တော့အဲ့တုန်းကမြင့်သူကစူးစမ်းနေရတဲ့ model တယောက်ဖြစ်တယ်။ပြီးတော့မင်းသမီးတွေကိုကြည့်ပြီးတော့တင်ပြဒီလိုမျိုးလေးတွေဆိုငါလည်းအဲ့လိုလေးဖြစ်ချင်တယ်ဆိုတော့စိတ်နဲ့မင်းသမီးဖြစ်လာခဲ့တာ။ အဲ့မော်နော်အဲ့လိုမင်းသမီးအဲ့တော့မင်းသမီးတွေရှောက်ပါလက်ရှိတဲ့မင်းသမီးရဒမန်းကိုမင်းသမီးတွေကပဲဒါဟိုလွှမ်းမိုးထားစေလို့ပြောလို့ရပါဆိုတော့ဟိုဈေးကွက်အရာကမင်းသမီးဝင်ပို့ပြီးတော့လှတယ်ဆိုတာကအရင်ကတည်းကလွန်ခဲ့တဲ့1.30ကိုရှောက်ခဲ့တဲ့ရှိုးပွဲမှာကတည်းကအဲ့လိုဖြစ်တာကိုကလည်းအဲ့ဒါကိုကြည်နေနေငါလည်းအဲ့လိုမျိုးပေါ့နော်ဖြစ်အောင်အဲ့တော့ငါမင်းသမီးဖြစ်မှရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့တော့စ조사နေရတာမော်တယ်ဆိုတော့ဆိုတော့အာကို2000မှာ2006လောက်မှာ Miss Pibe ရပြီးသွားပြီ2009လောက်မှာမြတ်သူက runway မှာအပေါ့ပေါ့ဆို Super Model ဆိုတော့ တွက်နာမည်တော့ရတယ်ဒါပေမဲ့ကိုယ့်ရှိမှာ senior တွေရှိသေးတာပေါ့နော်ဆိုတော့အဲ့လိုတွေရှိတယ်မ2025မှာပြန်လျှောက်တော့ကိုကဘာပြောတော့အဲ့လို super model ဆိုတဲ့ပုံစံမျိုးနဲ့အဲကိုကပေါ့နော်မင်းသမီးဆိုတာတောင်းတနေရပါတော့ကိုက view site ကြတယ်ကိုကိုတဲ့အဝတ်စားတွေကလည်း one way မှာ မှာလူအများသူကမျက်စိအာရုံကြပြီးတော့လက်ရှိမှာဆိုလဲအဲမလတ်မလတ်ရဲ့ဒီအဖြုံဆိုရင်တော်တော်လေးကိုပေါ့နော်ဟိုဝယ်လိုအပ်တတ်တယ်အော်ရာတွေအများကြီးတက်တယ်ပေါ့နော်အဲမတ်တွင်စုတွေရဲ့ဒီပပလွန့်လွန့်လေးကလည်းတော်တော်တက်တယ်ပြီးတော့ကိုရှာရဲ့ဟာကလည်းသူက fashion ဘက်ကိုစင်တာဖြစ်တဲ့အကြောင်းမလို့မိမိုက်နေတယ်ဆိုတော့ပေါ့နော်အဲဒီဒီပတ်ဘာလို့လဲ feedback တွေပြန်ရတဲ့ခါကျဒါပြောရအောင်ပေါက်တယ်ပေါ့နော်ပြိတဲ့အာယုံကြပြီးပေါက်တဲ့အဲရှိုးတစ်ခုရွတ်သူအတွက် ပေါ့နော် ဖြစ်ခဲ့တဲ့အတွက်အရန်လဲဝမ်းတာရတော့အရန်လဲဂုံယူပါလို့ကြည့်တယ် ကိုပြန်ရတယ်အဲ့ငငယ်တုန်းကမူပေါ်တော့အဲ့တုန်းကတော့လုတ်ချင်ရကိုလုတ်လိုက်တာနည်းနည်းအဲဘယ်လိုပြောရမလဲတိတ်ပြီးတော့နည်းနည်းဟိုတည်ငြိမ်မှုမရှိဘူးအခုကကျတော့လုတ်တင်တာကိုလုတ်ကိုလုတ်ရမယ်ဆိုပြီးတည်ငြိမ်တဲ့ဟာကိုယ့်ရဲ့ရင့်ကျက်လာတဲ့အတွေ့အကြုံတွေတဘာတွေဝိုင်းနဲ့ပို့ပြီးကစားလိုက်တဲ့အခါကျတော့ပို့ပြီးတည်ငြိမ်တဲ့ပေါ်တော့ one way model လုတ်ကိုတွေ့ရမယ်လို့မြေသူခန်းစားတကယ်အဲ့လိုမျိုးတွေ့ရတယ်ရှင်ကိုကိုကိုပြန်ကြည့်တဲ့နေရာမှာဟုတ်တန်းနေတော့တဲ့အဲ့လားလေလုံမိုင်းကတ်သွားတာ လမိုင်းကတ်သွားတာအဲ့လိုရီလုံးမယ်ဆိုတဲ့ဟာမျိုးကငါထင်ပေါ်ရမယ်ဆိုတဲ့စိတ်တော့မရှိဘူးဒါပေမဲ့ရှောင်းနေရင်းနဲ့မှအဲ့ဒီမှုကဝင်လာပြီးအဲ့လိုလေးလှဲ့ကျင်တာပေါ့နော်ကိုယ့်ရဲ့ဒီပဝါတွေကိုကစားကျင်တဲ့စိတ်ဖြစ်လာတဲ့အတွက်လှဲ့လိုက်တာဒါပေမဲ့လည်းကိုကအာတူတန်ဖြစ်သွားတာပေါ့နော်တကယ်အရင်လဲကျေးဇူးတင်ပါတယ်အဲ့လို miss ပွဲတွေကိုတကယ်ကြည့်တယ်ပေါ့နော် fan တွေအများကြီးရှိကြတော့သူတို့တွေကနေပြီးဒီရဲ့ကိုယ့်ရဲ့ဒီတန်းလေးကိုလက်ခံကြရတယ်သဘောကျပေးကြတဲ့အတွက်အရင်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါအင်းမြတ်သူနဲ့အင်းမြတ်သူက miss ပွဲတွေနဲ့ miss fan တွေပေါ့နော် ပေးချံဖန်လို့ပြောမှာပေါ့နော်အဲအဲ့လိုအရင်နဲ့အမြင့်သူနဲ့ဟိုအမေနဲ့တမီးကြီးနဲ့အဖွားလောက်ဖြစ်နေပြီကွာအရန်ဝေးသွားပြီဟို20လောက်ရှိပြီဆိုတော့အမေအဲ့လိုကအကောင်တော့အမြင့်သူလက်ခံရတယ်ဒီထမ်းလေးကိုအတိမတ်ပြုပေးရတဲ့ပြောရအောင်အသက်ကြီးကြီးမိမတက်တက်အရန်ကိုကျင့်တဲ့ဂုဏ်ရပါတယ်လို့ပြောကြတယ် ့ဆိုအဲ့မှုတည်းအများတန်းရှိတယ်မြတ်စွာဘုရားကို moral ဆိုတဲ့စိတ်ကဘာမှမပြဘူးပြီးတော့ mix ဆိုတဲ့စိတ်ကလည်းဘာမှမပြဘူးဆိုတော့ကိုကိုရိုင် miss love ပြေဝန်တို့အာဒီ miss romance တို့ miss dragon center တို့ miss bollywood ကြိုက်တဲ့ miss ပြီးတော့ idol က miss nahon ကြိုက်တဲ့ miss ကိုကျော်လိုက်မြတ်စွာအများတန်းအဲ့မှာပြိုင်ဝဲဝင်ဖြစ်နေရဆိုတော့အဲ့တဲ့ miss mood ကလည်းမြတ်သူစီမှာရှိနေတယ်အဲ one way မှာရှောက်ရတဲ့ moral mood ကိုလည်းမြတ်စွာကြံလေးတယ်အဲ့ဒါမြတ်စွာအများတန်း body လည်းအများတန်းထိုင်းနေဘာလို့ဆိုဒီ one way မှာရှောက်ချင်နေတဲ့စိတ်ကကြီးစိုးနေလို့ပေါ့ အရင်တော့လူရကို့တက်တူးရှိရလို့ထင်ကြတာနော်ဘာဖြစ်လို့လဲမတက်တူးရှိရထင်ကြအခုမှမှဟာတက်တူးမရှိဘူးတက်တူးတကယ်လို့မင်းတို့ကတက်တူးမရှိဘူးပေါ့နော်အဲ့ညကနောက်ကျောကြိုက်တာရှင်မင်းတို့အဲ့ back ပေါ့နော်မင်းတို့ဒီ back ကိုကြိုက်တာကြိုက်တယ်ဆိုတော့မင်းတို့ပခုံးခွင်ကအဲတခြားသောအမျိုးသမီးတွေထက်နည်းနည်းလေးပိုပြီးတော့ပေါ့နော်အဲကြိကောင်းတဲ့လုတ်ထဲမှာပါတယ်ပေါ့နော်ဆိုတော့မင်းတို့အဲ့ဒါကိုလဲကိုကကိုလဲကိုက တိတယ်တိလိုက်တယ်ပေါ့နော်လေးချင်ငန်းလုံရင်းနဲ့တိလာတာပေါ့နော်တိလာတယ်ပြီးတော့အဲ့လေးချင်ငန်းတို့ကြောင့်ဘတ်ကအစီကပို့ပြီးတော့ပါတယ်မရှိဘူးတော့မဟုတ်ရှိတယ်ရှင်အခုဆိုတမိသူဂျင်မဆော့တာ၃လောက်ရှိတော့ဒီနေ့တော့အစီတက်တယ်ဒါမဲ့လဲအမေသူတို့ကအဆင်ပြေနေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဆိုအဲ့ကိုယ့်ရဲ့ဘတ်ပခုံးခွင်နဲ့အဲ့ဘတ်လာတာကိုအရန်ကုန်ပြီလားရှင် ဲ့တော့မြတ်စွာတော်တော်များကြည့်လိုက်မြတ်နောက်ဟိုက်ဖို့တယ်ဘာလို့မြတ်စွာ Miss Log နဲ့စပြီးတော့ Miss Romanson စပြိုင်နေရမြတ်စွာနောက်ဟိုက်ကြီးနဲ့ဒါပေမဲ့အဲ့ဒါကိုမမီတဲ့ကလေးတွေလည်းရှိတာအောင်နော်ပြီးတော့ခုနကလိုပေါ့နော်ဒီ Bravo ရဲ့ဖူးဖို့ဆိုတော့ Miss Romanson မှာလည်း Bravo လို့စုမရတာ ော်ပြောနေတာ2004 2005ခုနှစ်တည်းအမြတ်သူကအဲ့ဒီပုံစံပဲဒါပေမဲ့အခုမှပေါ့နော်အကုန်လုံးကအထူးဆန်းပေါ့နော်ဘုလိုအဲ့နှစ်20လောက်กว่าတော့လာဆိုတော့နော်မျိုးဆက်တစ်ခုပေါ့နော်အဲ့လိုဖြစ်သွားတဲ့အချိန်မှာအကုန်လုံးမမှတ်ချို့အစ်စ်ပေးတဲ့အစ်စ်တွေမမှတ်မိကြလဲပေါ့ပေါ့နော်ဝစ်စရာလားတို့ဒီလိုကြီးလောက်လားပေါ့ဆို ကုန်လုံးအဲချုပ်ကပြောကြတယ်အခုမှသိလာတယ်ဝင်လာကလေးအဲ့လိုပဲဝတ်တာလေးတဲ့ဆိုအော်ဟုတ်တယ်လေလူတို့ကမသိတာဖြစ်မယ်ပေါ့ comment နေဖတ်ပြီးတော့ပေါ့နော်အဲ့တော့ကို့အတွက် ကကို့အတွက်ပေါ့နော်ကို့ရှေ့ကနေကာပြီးတော့ကိုတော်မပြောရသေးကိုပြောချင်တဲ့စကားလေးတွေကိုပြောပေးတဲ့ comment ရေးပေးတဲ့တက်ဆင်နေတကယ်ကျေးဇူးတင်ပါလို့ပြောချင်ပါတယ်အမြတ်သူကိုယ်တိုင်ကပခုံးကွယ်နဲ့ဘက်ကိုအရန်သဘောချတဲ့မျိုးသူဖြစ်တဲ့တကြောင်မို့တော်တော်များများလည်းအဲ့လိုမျိုးအများကြီးအပေါ်တော့အဲ့ဟာလေးကိုအများကြီး show off လုပ်ပြီးတော့ဝတ်တဲ့ဝတ်စုံနဲ့အဝတ်များတဲ့သူတယောက်ပါလို့ပြောချင်ပါတယ်ရှင့်